ဒါကြောင့် TNL ကတဘိုးတူညီကြရမြို့တွေကိုစစ်တပ်စီပြန်လွှဲပေးမယ်လို့ပြောရတိုင်အောင်လက်တွေ့နေမြန်မာရှိနေတဲ့ဒီပေါင်းစုံအဖွဲ့တွေကတော့ no လို့တခွန်းနဲ့ပြောနေတာပဲဒါကလာရှိုးနဲ့မိုးကုတ်မိုးမိကြားကအဓိကခြားနာချက်ပဲတော်ရည်တက်ခွဲတွေကဒီလောက်ခိုင်ခိုင်မာမာပြင်ဆင်နေမှတော့စစ်တပ်အတွက်တော်တော်ကောင်းခဲ့ရမယ့်ကိစ္စပဲသူတို့ဘက်ကတော့ဘယ်လိုဗျူဟာမျိုးနဲ့လာနိုင်မလဲဆိုတာရင့်မြစ်ကီမှာဗာပြောဟာလေရှင် င်္ဂလာပါရှင်ဒီနေ့မော်ရလီစာရွက်ပေါ်ကသဘောတူညီချက်တစ်ခုနဲ့လက်တွေ့မြေပြင်ပေါ်ကအရှိတရားကြားမှာဘလောက်တန်ကွာဟနိုင်တယ်လဲဆိုတာကိုတွေ့ရတဲ့အခြေအနေတစ်ခုကိုအတွင်းကြကြဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ပါမင်္ဂလာပါပြော့အင်အားကြီးအင်းကြီးနိုင်ငံတစ်ခုကကြားဝင်ပြီးလို့အဖြစ်အခက်ရက်ဆက်ဖို့စီစဉ်ပေးထားတယ်ဒါပေမဲ့တကယ်လက်တွေမှာလို့စစ်ပွဲကပြီးသွားမယ့်ပုံ မရှိဘဲနဲ့ပိုးလို့တောင်တင်းမာလာနေပါပဲอืม အခြေအနေကတော်တော်လေးရှုပ်ထွေးနေတာဗျာဟုတ်ကဲ့ကျမတို့အဓိကချီမှာကတော့ကဘာချောပထမမြေမိုးကုံနဲ့မဟာဖြူဟာကြတဲ့မိုးမိတ်မျိုးတွေရဲ့မရေရာတဲ့အနာဂတ်အကြောင်းပါပဲဒီနေ့ဆွေးနွေးမှုကဒီမျိုးတွေရဲ့ကံကြမ္မာကိုဘသူတွေကပုံဖော်ဖို့ကြိုးစားနေကြသလဲဘာကြောင့်စားချုပ်ထဲကအတိုင်းပြန်တွေးပေးဖို့ကိစ္စကဒီလောက်အငင်းပွားစရာဖြစ်နေရတာလဲပြီးတော့အဲ့ဒီနှုတ်ကွဲမှာဘလို့အကျိုးစီးပွားတွေပံ့ပိုးနေတယ်လဲဆိုတာပေါ့ ဟုတ်ကဲ့အဲ့ဓာဒီကိုကျမတို့ရထားတဲ့တရင်ရင်းမြစ်ဒီကိုအခြေခံပြီးနားလည်အောင်စူးစမ်းကြည့်ကြည့်ကြမှာပါဟုတ်ပါတယ်ဒီကြောင်းရကအញ្ញံကိုစေဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့လေဒါဟာဒေတာတစ်ခုတည်းကပฏิပက္ခလို့ထင်ရပေမဲ့တကယ်တမ်းတော့မြန်မာရင်ငံရဲ့ပိုးချဲ့ပြန့်တဲ့တော်လင်ကြီးတစ်ခုလုံးရဲ့ရှုပ်ထွေးတဲ့အခြေအနေကိုထင်ဟပ်နေတဲ့မှန်ဘီလူတစ်ချက်လို့ထင်နေလို့ပါပဲဆူလိုရာကဒီတစ်ခုထဲမှာပဲအများကြီးပါဝင်နေတယ်ပေါ့အကုန်လုံးပဲဗျဒီဇလန်ထဲမှာအရာအောင်လုံးပါတယ် တိုင်းဒါလန်နဲ့ကန်ရခွဲရနိုင်ငံရေးတနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်နေတဲ့ PDF လို့ပြည်လူခုခံတော်လင်းတက်ခွဲရစိတ်တက်စစ်တက်ရအကြအတဲကြကဖြူဟာပြီးတော့အိန်းကြီးချင်းအင်အားကြီးနိုင်ငံရေးအဲပထဝီနိုင်ငံရေးနဲ့စီးပွားရေးအချို့စီးပွားတွေအထိအကုန်ချိတ်ဆန်နေတယ်။အေးအဓိကစောင့်ကြည့်ရမှာကတော့ဘာဖြစ်မလဲ။အဓိကစောင့်ကြည့်ရမှာကတော့အဲ့ဒီအဖျက်ခဲရစက်ကြီးတဘောတူလီကျဲဆိုတဲ့စာရွက်တည့်ရွက်နဲ့ အတက်တေရင်ကီနေမေကိုထိန်းချုပ်ထားတဲ့လက်နက်ကရဲဘော်တွေရဲ့ခြေတော်အောင်ကမြေကြီးကြကကွာဟချက်ပါပဲအဲ့ဒီကွာဟချက်ကပဲဒီဒေတာရဲ့အနာချက်ကိုဆုံးဖြတ်သွားမှာပါကဲဒါဆိုအဲ့ဒီသဘောတူညီချက်ဆိုတာနဲ့ပဲဆက်လိုက်ကြအောင်ကျုံးနိုင်ငံကကြားဝင်စစ်ဆက်ပေးခဲ့တယ်ဆိုတဲ့ဒီအရရဲ့အခြေခံအချက်တရားပါရီလဲရှင်อืมအဓိကကတော့အောက်တိုဘာ29ရက်နေ့မှာအရပြီနောက်ပိုင်းပေါ့ဟုတ်ကဲ့အမြော်ပိုင်းညောင်မောင်မိုင်းဖွဲ့ဝင်ဖြစ်တဲ့ TNL ကအဲ့ မိုးကုတ်နဲ့မိုးမိတ်မျိုးတွေကိုစစ်တက်စီပြန်လွဲပေးဖို့သဘောတူခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီလိုသဘောတူညီမှုဖြစ်လာအောင်နောက်ွယ်မှာတော်တော်လေးဖိအားတွေရှိခဲ့ပုံပဲနော်။အတိအကျပါပဲ။ဒီနေရာမှာတရုတ်ရဲ့အခန်းကဏ္ဍအကြောင်းစစ်ဆက်ပေးသူဆိုရတဲ့ပိုတဲ့ဗျ။ဒါဟာတိတိတတာကိုဖိအားပေးတာပါ။အချို့တပြင်း MNDA နဲ့ TNL ရဲ့အပေါ်မှာအဓိကပြစ်မှတ်ထားပြီးဖိအားပေးခဲ့တာကိုတွေ့ရတယ်။ဥပမာဘယ်လိုမျိုးတွေလဲရှင်။ဥပမာတကူကြည့်ရင် ကိုကန်ခေါင်းဆောင်တူကိုတီယိုဘတ်ကထိတိမ်လိုက်ပြီးတဲ့နောက်မှာ MNDA ဘက်ကနေ NUG PDF တွေနဲ့မပတ်သက်တော့ကြောင်းအနောက်တန်းမီဒီယာတွေကိုလည်းသတင်းမဖြေကြတော့ဘူးဆိုတဲ့ထုတ်ပြန်ချက်မျိုးတွေထွက်လာခဲ့တယ်။အာဟုတ်ကဲ့ဒါကဘာလို့ပြလဲဆိုတော့တရုတ်အတွက်ကမြန်မာဒီမိုကရေစီရေးတော့တော်လန်ရေးရဲ့ရင်မှန်းချက်တို့ချက်သူတို့ရဲ့နေဆက်တည်ငင်ရေးကပရမဦးစားပေးပဲပြီးတော့သူတို့ရဲ့စီးပွားရေးစီမံကိန်းကြီးတွေလည်းပါမှာပေါ့နော်ဟုတ်ပါတယ် အဲ့ဒီ BII ရဝန်းနဲ့ပိုလာမစီမံကိန်းလို့သူတို့ရဲ့ကြီးမားတဲ့ကိုကျိုးစည်းဝါးတွေကိုကာကွယ်ဖို့ကအဓိကပဲအဲ့ဒီတော့လမ်းရှိုးမြို့ကိုသူတို့ရဲ့ဖိအားပေးမှုနဲ့ပဲစစ်တပ်စီချော်ချောမွေ့မွေ့ပြန်လွဲပေးနိုင်ခဲ့တာကတရုတ်ရဲ့အမြင်မှာတော့အောင်မြင်မှုတစ်ခုလို့သတ်မလို့ရတယ်ဆိုတော့သူတို့ကဒီပုံစံအတိုင်းပဲမိုးကုန်နဲ့မိုးမိန်မှာလည်းဖြစ်စေချင်တာမို့ဒါပေါ့ဗျာဒါပေမဲ့ဒီနေရာမှာပဲဇလန်ကအလဲအပြောင်းဖြစ်သွားတာ လာရှိုးမှာအစဉ်ပြေခဲ့တဲ့ပုံပင်ကြီးကမိုးကုန်းနဲ့မိုးမိန်မှာတော့အလို့မဖြစ်ဘူးလို့တနင်းရင်းမြစ်တွေကတနည်းညွတ်တီးတုံးသက်ထားကြတယ်ဟုတ်တယ်လုံးဝကိုအချိန်ညမတူဘူးဘာကြောင့်အဲ့ဒီတော့တောင်းကွာချသွားရတာလဲရှင်အဓိကခွာချချက်ကလက်တွေ့နေမြင်မှရှိနေတဲ့တော်လန်ရဲ့အဖွဲတွေရဲ့ဖွဲ့စည်းပုံနဲ့သူတို့ရဲ့ညီမချက်ပါပဲလာရှိုးမှာအဓိကလှူရှားခဲ့တာက MNDA ဖြစ်ပြီးသူတို့ကတရုတ်နဲ့ဗထွေးနိုင်ငံရေးအရာရော့ လူမျိုးရေးအရာပါနိကတ်တဲ့ဆက်စပ်လေးရှိတယ်။အင်းဒါကြောင့်တရုတ်ရဲ့ဖြီအားကိုတိုက်ရိုက်ခံရပြီးလိုက်နာခဲ့ရတယ်။မှန်ပါတယ်။မိုးကုန်းနဲ့မိုးမိတ်မှာတော့အခြေအနေက လုံးဝကိုမတူဘူး။ဒီမျိုးတွေကိုကာကွယ်နေတဲ့အဖွဲ့တွေထဲမှာမြန်မာပြည်အလဲပိုင်းက PDF တွေ Mandalay PDF တို့မိုးကုန်း PDF တို့လို့အဖွဲ့တွေလား။ဟုတ်တယ်။ MDY PDF မိုးကုန်း PDF နောက်ပြီးပဲအိုမျိုးတော်လွတ်မြောက်ရေးတမတော် PNL ရေးပြီးတော့ ABSDF လို့တမိုင်းအစင်းလာကြီးမားပြီးတနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးရည်မှန်းချက်ရှိတဲ့ကြောင်းတာတမတော်လို့အဖွဲ့တွေကအထူးကပါဝင်နေတာဒါစိတ်ဝင်စားစရာပဲဆိုလိုတာကဒီအဖွဲ့တွေကတရုတ်ရဲ့ဩဇာကိုတိုက်ရိုက်ခံရတဲ့အဖွဲ့တွေမဟုတ်ပဲသူတို့ရဲ့ရည်မှန်းချက်ကလည်းဒေတာတစ်ခုတည်းအတွက်မဟုတ်ပဲစစ်အာဏာရှင်စနစ်ကိုအမစ်ဖြတ်ဖို့ဆိုတဲ့ပိုကြီးတဲ့ရည်မှန်းချက်ရှိနေတယ်ဗျာအတိအကျပဲသူတို့ကတရုတ်ကိုမျက်နှာချိုသွေးတာမလို့ဘူးသူတို့ရဲ့ရည်တည်ချက်ကရှင်းတယ် စစ်အာဏာရှင်စနစ်ကိုအပြုတ်တိုက်ဖို့ပဲ။อืมอืมတတင်းရေးမြထဲနာတော်လိုင်းကြီးအဖွဲ့ဝင်တူဦးပြောထားတဲ့စကားကဒီအခြေအနေကိုပုံခေါ်ဖို့အကောင်းဆုံးပဲ။သူကဒီနေရာရရဖို့အတက်တွေအများကြီးပေးပြီးတော့ရယူထားတာဘလို့အကြောင်းပြောချက်နဲ့မှနောက်ပြန်ဆုံးမှာမဟုတ်ဘူးလို့ပြောထားတယ်။တာနီထန်ကတော်တော်ခိုင်းမာတာပဲ။ဒီစကားတစ်ခုနဲ့တင်တည်နိုင်တယ်ဗျ။ဒါကြောင့် TNL ကတဘိုးတူညီကြရမြူရီကိုစစ်တက်စီပြန်လွှဲပေးမယ်လို့ပြောရည်တိုင်အောင်လက်တွေ့နေမြေမှာရှိနေတဲ့ဒီပေါင်းစုံအဖွဲ့တွေကတော့ no လို့တခွန်းနဲ့ပြောနေတာပဲဒါကလာရှိုးနဲ့မိုးကုတ်မိုးမိကြားကအဓိကခြားနာချက်ပဲတော်ရရဲ့တက်ခွဲတွေကဒီလောက်ခိုင်ခိုင်မာမာပြင်ဆင်နေမှတော့စစ်တပ်အတွက်တော်တော်ကောင်းခဲ့ရမယ့်ကိစ္စပဲသူတို့ဘက်ကတော့ဘယ်လိုဗျူဟာမျိုးနဲ့လာနိုင်မလဲဆိုတာရင့်မြစ်ကင်မှာဗာပြောဟလဲရှင်စစ်တပ်ရဲ့အချင်းတွေကိုတုံးတရရင်သူတို့ကတပ်တွေကိုနေရာပြန်ချထားတာအနည်းနာကစခိုင်းတွေကိုပြန်သိမ်းပိုက်တာမျိုးတွေလုပ်နေမယ်မြေပြင်အင်အားကအကန့်အသတ်ရှိနေပုံရတယ် လမ်းကြောင်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားရလို့လဲဆိုရယ်နော်ဟုတ်တယ်တပိတ်ချင်းမုတ်ကုတ်လမ်းလိုအဓိကထောက်ပံ့ရေးလမ်းကြောင်းတွေကိုအခိုင်အမာထိန်းချုပ်ထားတယ်မြေပြင်မှာထိတ်တိုက်တိုးရင်သူတို့ဘက်ကအကြဆုံးများနိုင်တာကိုတည်ထားတယ်ဒါဆိုမြေပြင်တိုက်ပွဲကိုရှောင်းဒီတခြားနီလန်တုံးမများလားအများဆုံးဖြစ်နိုင်ချေရှိတာကတော့ရှမ်းမြောက်မှာသူတို့အောင်မြင်ခဲ့တယ်လို့ကိုကိုကိုတတ်မှတ်ထားတဲ့ပုံစံအတိုင်းပဲတွေ့မှာပါအဲ့ဒါကတော့သူတို့ရဲ့အဓိကအားသာချက်ဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ကူတွေကိုအဓိကထားပြီးအသုံးပြုမှာပဲ ဟောမျိုးရဲမဝင်ခင်အဝေးကနေထွက်တဲ့ပုံစံမျိုးပေါ့ဒါပဲမြို့ကိုအပြည့်စီးကြီးချကနေဝင်သိမ်းနေနေလမ်းပေါ့ဒီနေ့နိုင်ငံကသူတို့ဘက်ကမြေပြင်တတားတွေရဲ့အကြအဆုံကိုအနည်းဆုံးဖြစ်စီတယ်လေဒါမဲ့လေတကြောင်တိုက်ခိုက်မှုခြေပဲတုံးတာမြို့ကိုဖျက်ဆီးရရောက်ပြီးပြည်သူထောက်ခံမှုလုံးဝဆုံးရှုံးသွားနိုင်တာမျိုးကိုတော့စစ်တပ်ကထဲမစင်စားပဲနေပါမလားကိုပြန်လိုချင်တဲ့မြို့ကိုကိုတိုင်ပဲပြပုံဖြစ်အောင်လုပ်မှာလားဒါကအရန်ကောင်းတဲ့မိကုံပဲလက်ရှိအခြေအနေမှာတော့စစ်တပ်က ပြီးသူထောက်ခံမှုဆိုတာကိုသိပြီးသေးအတွက် နေပုံမရတော့ဘူးသူတို့အသက်ကနယ်မြေကိုပြန်လဲထိန်းချုပ်နိုင်ရေးကအဓိကဖြစ်နေတယ်မြို့ပြတ်သွားရင်တောင်မှသူတို့အလံကိုပြန်ဆိုင်ထူနိုင်ဖို့ပါအရေးကြီးဆုံးဖြစ်နေတာပေါ့ဟုတ်တယ်ဗျာတစ်ဖက်မှာလည်းတော်လိုင်းကြီးအင်အားစုတွေကခံစစ်အတွက်အခိုင်အမာပြင်ဆင်ထားကြတာကိုတွေ့ရတယ်ကျွန်တော်တို့ရထားတဲ့ချက်လက်ကီယာဆိုရင်တပိတ်ချင်းမိုကုလန်နဲ့ကြောက်ကြီးခွနိမ့်လန်နဲ့ရှောင်းမှာ MDY PDF နဲ့ PNL တို့ကတာဝန်ယူထားတယ် မိုဂုမျိုးပတ်လည်မှာတော့အမှာတော့မိုဂု PDF နဲ့ data gun PDF တဖွဲ့ဝင်တွေကနေရာယူထားတယ်လို့ဆိုတယ်။ဒါကြောင့်လေချောင်းကဘလော့ပဲတိုက်တိုက်မြေပြင်မှာတော့အပြင်းအထန်ခုခံမှုတွေနဲ့ရင်ဆိုင်ရအောင်မှတည်ကြတယ်။ဒီတိုက်ပွဲတွေဖြူဟာဒီကြားထမှာအမြဲတမ်းဒုက္ခများဆုံးရောက်ရတာကတော့အယက်သားပြည်သူတွေပဲ။တတင်းတွေမှာဖော်ပြထားတာကြည့်ရင်အချင်းကြီးကတော်တော်လေးဆိုးရွားနေပုံပဲနော်။ဟုတ်ပါတယ်။စစ်တပ်ရဲ့ထိုးစစ်နဲ့လေချောင်းအန်ဒီရဲတွေကြောင့်မိုးကုံမျိုးခံအများစုဟာ နေရစွန်ခွာပြီးဘေးလွရာကိုထွက်ပြေးနေကြတယ်လို့ဆိုတယ်။ဒီအချင်းကြီးကိုစဉ်းစားကြည့်ရင်တော်တော်လေးစိတ်မကောင်းစရာပဲ။ဟုတ်တယ်ဗျာ။တရင်ရင်မြစ်တစ်ခုတည်းကအသေးစိတ်အချက်တစ်ခုကပို့ပြီးတော့အောင်ရင်နာဖို့ကောင်းတယ်။လာမက်ဆက်တွေရေးကခက်ခဲခီးစိတ်ကလည်းအရန်ကြီးမြင့်တော့တကယ်တမ်းမှငွေကြီးတက်နိုင်တဲ့သူတွေအဆက်အသွယ်ရှိတဲ့သူတွေပဲထွက်ပြေးနိုင်ကြတာ။ကျန်တဲ့သူတွေကတော့မြို့ထဲမှာပိတ်မိနေကြရတာပေါ့။ကြားညက်နေတဲ့အခြေအနေပဲ။ကဲဒီအကြောင်းအရာကိုပိုကြေပြန့်တဲ့အခြေအနေနဲ့ထိတ်ဆက်ကြည့်ရအောင်။ ဒီမျိုးလည်းမျိုးကဘာကြောက်ဒီလောက်အရေးကြီးနေရတာလဲနှစ်ဖက်စလုံးကဘာလို့အသေးလဲလိုချင်နေကြတာလဲဒါဟာနေမြေပိုင်ဆိုင်မှုတစ်ခုတည်းတော့မဟုတ်တော့ဘူးတည်ကြပါလေဒါဟာတန်ဖိုးမဖြတ်နိုင်တဲ့တဘာဝတယံစာတာလည်းနဲ့တိုက်ရိုက်ထဆိုင်နေတယ်မိုးကုတ်ဆိုရင်အထူးပြောစရာမလိုအောင်ကဘာကဘာတည်တဲ့ပတမြမ်းမီပေါ့ဟုတ်ကဲ့မိုးမီမျိုးကြတော့မဟာဗျူဟာကြတဲ့ဒီနေရာမှာရှိနေတဲ့အပြင် ရွှေစိန်ကျွန်းတစ်တို့လိုတယံစာတာလည်းအများကြီးထွက်တယ်ဒါပေမဲ့ ဒီမှာစိတ်ဝင်စားစရာအကောင်းဆုံးပြီးတော့အခြေအနေတစ်ခုလုံးကိုပြောင်းပြန်လမ်းထွက်စေနိုင်တဲ့အချက်တစ်ခုကိုတရင်းမိထဲမှာဖော်ပြထားတယ်။အဲ့ဒါကဘာများလဲရှင်။အဲ့ဒါကတော့မိုးမိန်မှာယူရီနီယံတက်တူကြော်တွေရှိတယ်လို့ဒေတာကနေပြောဆိုချက်ကိုကိုကပြီးဖော်ပြထားတာပဲ။ဒီကြလာနိုင်တဲ့အခြေအနေဖြစ်ပေါ်ပြီးယူရီနီယံဆိုတာကနျူကလ িয়ার ကိစ္စတွေနဲ့တိုက်ရိုက်ဆက်ဆက်နေလို့နိုင်ငံတကာရဲ့စာရင်းထဲကိုဒီဒေတာကရောက်သွားနိုင်တယ်။လုံးဝမှန်ပါတယ်။ဒါကဒေတာရင်းပီတိပခါကို နိုင်ငံတကာကစိတ်ဝင်စားလာစေနိုင်တဲ့အချက်တစ်ခုပဲဒီတည်င်းသာတရားဝင်အတည်ပြုလို့ရပြီဆိုရင်ဒီမျိုးတွေရဲ့မဟာဗျူဟာတန်ဖိုးကအစပေါင်းများစွာမြင့်တက်သွားမှာဘသူလက်ထဲရောက်သွားမလဲဆိုတာကိုမျက်စိတောက်တောက်ကြည့်မှာပဲဒါပြင်တော်လန်ရေးတက်ဖွဲ့လည်းကအဲ့ဒီကရွှေလုတ်ွက်တချို့ကိုလောက်ကင်နေပြီဆိုတဲ့သတင်းလည်းတွေ့မိတယ်အဲ့ဒါကတော့ဟုတ်ပါတယ်အဲ့ဒါကလည်းအရေးကြီးတဲ့အချက်ပဲဆူလိုလာကသူတို့ကနေမေကိုထိန်းချုပ်ထားရုံတင်မကပဲ အဲ့ဒီနေမီကနေတော်လန်ရဲ့အတွက်ရံပုံငွေကိုတိုက်ရိုက်ရှာဖွေနေပြီဆိုတဲ့သဘောပဲအင်းဒါကပိတိပခန့်ရဲ့စီခွားရဲ့ပတ်ချံကိုရှင်းရှင်းလင်းလင်းညွှန်ပြနေတာပဲမမိုင်ဒီပြန်စားရတွေကိုထင်းချုံနိုင်ခြင်းကစစ်ပွဲကိုရေရှည်ဆင်နွှဲနိုင်ဖို့အတွက်အသက်သွေးကြောပဲလက်နက်ဝဲဟိုတပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ဖို့ငွေလိုတယ်အဲ့ဒီငွေကိုဒီလိုပြန်စားရတွေကနေရှာဖွေနေတာဒါကြောင့်ဒီမျိုးတွေကိုထင်းချုံနိုင်ရေတိုက်ပွဲဟာနေမြေအတွက်တာမတ်က တော်လန်ရေးကိုရေရှည်ဆက်လက်တည်တန်းစေမယ်စီးပွားရေးအရေးမြင့်တဲ့တွေပါတိုက်ပွဲဝင်နေရတာဖြစ်တဲ့ဒါကြောင့်မို့လို့နှစ်ခါစလုံးအတွက်အလျော့ပေးဖို့ဆိုတာလုံးဝလိုဖြစ်နိုင်တဲ့အခြေအနေဖြစ်နေတာကိုဟုတ်ပါတယ်ဗျာဒီနေ့ဆွေးနွေးကြတာတွေကိုအချင်းချုပ်ပြီးပြန်ကြည့်ရရင်တော့တရုတ်ရဲ့ဖီအောက်ကျောင်းစားရက်ပေါ်မှာသဘောတူညီထားတဲ့အဖြစ်အရေးတခုရှိတယ်ဒါမှမဟုတ်လက်တွေ့မှာတော့စစ်အာဏာရှင်စနစ်ကိုအမစ်ဖြတ်ချင်တဲ့ဒေသခံတော်လန်ရေးအင်အားစုတွေကအပြန့်အထန်စင်ခုန်နေကြတယ်စစ်တပ်ကလည်းသူတို့ရဲ့အဓိကအားသားချက်ဖြစ်တဲ့ လေကြောင်းနဲ့လက်နက်ကြီးအင်အားသုံးပြီးမြို့တွေကိုရွေးပြခန့်ပြီးတော့ကိုပြန်သိမ်းသူစ조사နေတယ်။ဒီကြားထဲမှာတော့ရဲသားတွေကအိုးအိမ်ဆွန့်ခွာထွက်ပြေးနေကြရတယ်။ပြီးတော့ဒီတိုက်ပွဲတွေနောက်ွယ်မှာပတ္တမရွှေကြောက်စိမ့်တွေဘီယိုမကပဲယူရေနီယမ်လိုမဟာဗျူဟာကြတဲ့တတူဒီအနာဂတ်ကလည်းမရေမရာဖြစ်နေတယ်။ဟုတ်ပါတယ်။အဲ့ဒီအချက်တွေအားလုံးကိုခြုံငုံမိအောင်ကျွန်တော်တို့ရဲ့သတင်းရင်းမြစ်မှာဖော်ပြထားတဲ့နောက်ဆုံးအချက်တစ်ခုနဲ့အဆုံးသတ်ပြီးနားထောင်သူတွေတို့ စဉ်းစားစရာတခုပေးချင်ပါတယ်ဗျာဟုတ်ကဲ့ပြောပြပါအောင်အဲ့ဒါကတော့ TNL ကစစ်တပ်ထံပြန်လွှဲပေးရမယ်လို့သဘောတူညီချက်ထဲမှာပါတယ်မျိုးဒီအလုံးဟာတရုတ်နိုင်ငံရဲ့ရပ်ဝန်းနဲ့ပိုလာမစီမံကိန်း BRI စင်ဂျန်လမ်းကြောင်းထဲမှာပေါင်းမနေတဲ့ဆိုတဲ့အချက်ပါပဲဒါဆိုရင်တော့အစပိုင်းမှာပြောခဲ့တဲ့တရုတ်ရဲ့ဖျားပေးမှုကနေဆက်တည်ငင်ရဲ့တသက်မဟုတ်ဘူးဆိုတာပို့ပြီးရှင်းထားပြီပေါ့သူတို့ရဲ့မဟာစီမံကိန်းကြီးလုံခြုံရေးအကပ်ပါလားတိကျပဲဒါကြောင့် မိုးကုတ်နဲ့ငိုမိတ်ကပကြိပက္ခဟာမြန်မာစစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားကတိုက်ပွဲတစ်ခုထပ်ထပ်မဟုတ်တော့ဘူး။ဒါကကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုပေးနေပါဗျ။ကိုကျမကိုဖန်တီခွင်အတွက်တိုက်ပွဲဝင်ရတဲ့တော်လန်ရေးအဖွဲ့တွေရဲ့မျောလင့်ချက်ဟာအိမ်နီးချင်းအင်အားကြီးနိုင်ငံတစ်ခုရဲ့ပထွေးနိုင်ငံရင်းနဲ့ဘီလီယံပေါင်းများစွာတန်တဲ့စီးပွားရေးရည်မှန်းချက်တွေကြားမှာဘယ်လိုရှေ့ဆက်သွားမလဲဆိုတာပေါ့ တော်လန်ရဲ့လမ်းကြောင်းကကဘာစီးပွားရေးအဝေးပြေးလောက်မကြီးနဲ့ထိတိုက်တွေ့တဲ့အခါဘာရီဆက်ဖြစ်လာနိုင်မလဲဆိုတာပေါ့ဟုတ်ပါတယ်ဒါကတော့ဒီဒေတာရဲ့အနာဂတ်အတွက်တာမကမြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာဂတ်အတွက်ပါရေးပါတဲ့ရှေ့ဆက်ပြီးအနီးကပ်စောင့်ကြည့်ရမယ့်မိငွန်းကြီးတစ်ခုပါပဲ